ပပူရဲ့ဒီတစ်ခေါက်ပကံခီးလေးကိုယထာနဲ့သွားဖြစ်ပါတယ်။ချင်ရလဲပကံကိုသွားလေလို့တော်တော်ကောင်းတဲ့အချိန်ဆိုတော့ယထာနဲ့သွားချင်တဲ့သူတွေအတွက်ဒီဗီဒီယိုမှာပပူရဲ့ယထာစီးတဲ့အတွေ့အကြုံလေးကိုမျှဝေပေးထားပါတယ်။ဒါကတော့ဘူဒာမှာယထာစောင့်နေတာပါ။ရန်ကုန်ဘူဒာကနေစားစီမယ်ဆိုရင်တော့၃ရက်ယထာလည်းမကြိုဝင်လို့ရတယ်ပေါ့နော်။ပပူရာဂျာဘူဒာမှာဆိုတော့သွားမယ်နေ့ကိုမနေ့6နာရီတန်းစီပြီးတော့ယထာလည်းမသွားဝင်ခဲ့ရပါဘူး။ပပူရာတော့တောင်ငူဘူဒာကနေယထာကိုစောက်ပြီးတော့စီးပါတယ်။ ယထာတော့ဆက်ထွက်ပါပြီဒီလိုညနေနေဝေခန်းကြီးရဲ့ချိန်လေးကိုယထာပေါ်ကနေကြည့်ရတာလေအရင်ကိုလာရပေါ့နော်ကိုကတော့ပြိမနာဘူဒာမှာယထာခဏနားတယ်ဗောနော်ဒီဘူဒာမှာယထာခေါင်းချိတ်တော့မိနစ်20နိုင်ဝယ်လောက်ယထာနားပါတယ် တ်သွားပါလေညာဘက်ယထပေါ်မှာစာဖို့မုံမဝင်ရသေးတော့ဒီဘူတာမှာအစုံဝင်ထားပေါ့နော်ရှစ်ဘူတာမှာကြတော့ဈေးတည်တွေတက်လာမရောတော့ပါဘူးပေါ့နော်ယထာနဲ့ခီးသွားရယထာလက်မထဲယထာပေါ်မှာဝယ်စားတာပူကုံတော့ဒီတစ်ခါမင်းကသမီးကြိုက်လေးထက်လာပေးခဲ့ပါတယ်

ညာပဲဆိုရင်လဲပေါ့နော်လေလေးတဖြူဖြူလေးနဲ့အေးအေးလေးနဲ့ယထာစီလိုအရန်ကိုကောင်းပါတယ် ယထာရောဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်အရင်ကလှုပ်ပါတယ်တချို့နေရာတွေဆိုရင်တော့လန့်တာလန့်တယ်ပေါ့နော်မသိရောယထာမောက်တော့မဲ့အတိုင်းပဲပေါ့နော် ခုလိုမျိုးရထားလောက်တဲ့အချိန်ဆိုရင်ခေါင်းပေါ်ကထုတ်တွေတော့တတိထားပါတော့ခေါင်းပေါ်မှာပြုတ်ကျတတ်ပါတယ်အမေကတော့ငလေလောက်တယ်လို့ပဲလို့ပြောတယ်ပေါ့နော်အမန်ကတော့ပွဲစည်းမှာဒီပြင်နေတဲ့များစီးရတယ်လို့ပါပဲအမေကတော့အိတ်ပျော်သွားပါပြီပပူကတော့ကော်ဖီရေတောက်ထားတော့အိတ်လို့မပျော်သေးဘူးပေါ့နော် ယထလန်းရောတောက်လျှောက်ကြီးစိုးနေရမျိုးတော့မဟုတ်ဘူးเนาะတချို့နေရာလေးတွေပဲအရင်စိုးပါတယ်တောင်တွင်းကြီးဘူတာပဲရောက်တော့ခီးတဲ့တွေကတော်တော်များများဆင်ကြရပါတော့ဒီလိုမျိုးတရားတစ်ခုံလေးရာသွားပါတယ်အဲ့တော့လဲအိတ်ချေလဲလဲအိတ်လို့ရပြီပေါ့เนาะတက်တောက်တက်တာနဲ့စီလို့ရာသွားပါတယ် ဒီဘက်တောင်တွေးကြည့်ဘူးဒါပဲရောက်ရတော့ယထာတခါကြီးကိုပိတ်ပြီးတော့စီဖို့အချိန်ပေးချင်ပါတယ်ယထာကြီးကမသိခြုံတော့တဲ့တိုးပြီးတော့မောင်းလာကြားနေရပဲပေါ့နော်ဒီလိုအပင်တွေရောမြကြီးခိုင်းတွေရောနဲ့တိုးနေရပေါ့နော်အရွက်တွေလည်းအများကြီးပဲခုကတော့မနေ့မိုးလင်းလာခဏနေပါပြီ ကြောက်ပတောင်းဘုရားကိုရောက်ပြီပေါ့နော်ကြောက်ပတောင်းဘုရားကိုရောက်တော့ရောက်ခန့်နေပြီထင်နေတာရေတွေပါလေထတ်တော့အဲစေတပြင်ထားရပေါ့နော်မန်တော့ပကယ်ကိုရောက်ဖို့ဝေးလို့တည်ရတည်ရလောက်တော့အဲ့လိုရပါတည်ရမနေ့ပိုင်းဆိုတော့အရင်ကိုအေးပါတယ်ပေါ့နော်အေးစိတ်နေရပဲလေလေတိုက်ကတော့မွန်လင်းခံနေပြီပေါ့နော်ဒီလိုထမ်းပေလေးတွေကိုရေရေလေးမြင်နေရပါပြီ ဒါတော့ပကံကိုရောက်တော့မယ်ပေါ့နော် ဘပွားတော့ပကံကိုရောက်တာခောက်ပေါင်းမနေတော့ဘူးပေါ့နော်ဆယ်ခောက်မကားရှိပါပြီဒါပေမဲ့ပကံကတော့ဘယ်လောက်တော့သွားရိုးမသွားဘူးပေါ့နော်ကွာရောပကံကိုရောက်ပါပြီထန်းပေတွေနဲ့ပေါ့နော်ယထာပေါ်မှာကြည်ရတာလည်းအရင်ကိုလာပါတယ် ဒီလိုနဲ့ပကံဘူဒာကြီးကိုရောက်သွားပါပြီပကံဘူဒာကနေပပိုတို့ဟိုတယ်ကိုသွားဖို့တတုံငါလို့ရရပေါ့နော်ဒီမှာတော့တတုတ်ဆရာကြီးတော့အများကြီးပဲပေါ့နော်ယထာကတော့ရန်ကုန်ပကံကိုတောက်ကြနဲ့ထွက်ပြီးတော့ပကံနဲ့ရန်ကုန်ကိုကြတော့အင်္ဂါနဲ့ထွက်တယ်ပေါ့နော်တချို့ကတော့ယထာနဲ့လာပြီးတော့ကားနဲ့ပြန်ကြပါတယ်။ပပူကတော့ယထာနဲ့လာပြီးတော့ယထာနဲ့ပဲပြန်တယ်ပေါ့နော်။ပပူကတော့ပကံကိုရောက်တိုင်းလဲအေးအေးဆေးဆေးလဲပေါ့နော်။ပကံကလည်းအေးအေးဆေးဆေးလဲမှပူကောင်းတာပေါ့နော်။ ခုကတော့ပပူတို့သွားတဲ့ဟိုတယ်ကိုသွားနေပါပြီဒီဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲပေါ့နော်ဗီဒီယိုလေးကိုကြည့်ပြီးလို့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြအောင်